Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငယူတီစိမ့်နဲ့ချက်တယ်ငါငက်ပီချက်မွွမွေးဆက်ဆက်ကလေးချက်ပီစားမှာပဲဖြစ်ပါတယ်တခွက်ထက်နဲ့အရန်ထမင်းမြိန်နာမို့ကျစင်းနဲ့ဒူလိုက်ပြီးတော့ချက်စားလိုက်ကြအောင်နော်ငါ့ကိုတော့ကျစစ်ကအခုလိုမျိုးကက်ကတဲ့ငါးလေးတွေကိုတုံးထားတယ်ပေါ့နော်ကက်ကတဲ့ငါးကိုတန့်စင်ပြီးရောစနွန်းမုံစာရာတာမုံငံပြာရီတို့နဲ့အတူပေါ့နော်အရာတာလေးနှက်ပြီးရောကြတော့စိတ်ဝင်သွားသည်ဒီနဲ့ထားပေးလိုက်ပါမယ်ပြီးရင်တော့ချက်ဖို့အတွက်ကိုပြင်ဆင်ပါမယ် ဲကျော်စစ်တို့ကြက်တုံအဖြူနီးပပလိထားလေးတွေကိုစုံထဲကိုထည့်ပြီးတော့ကြတော့ထောင်းပေးပါမယ်။ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုလည်းစုံထဲမှာထည့်ပြီးတော့ထောင်းပေးလိုက်မယ်ပေါ့နော်။စားချက်ဖို့အတွက်စီပူမာကိုကြက်တုံအဖြူနီးထောင်းထားလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်။စီတက်တဲ့နေရာမှာတော့အယောင်တင်မုံအနုမုံလေးထည့်ပြီးတော့တက်ပေးလိုက်မယ်ပေါ့နော်။တက်သွန်လေးတွေနွမ်းလာပြီးတော့ကြာတော့အနံလေးတွေမွေးလာတဲ့အနေထားရောက်သည့်အထိစီတက်ပေးလိုက်မယ်။ ပြီးရင်တော့အရသာနှက်ထားတဲ့ငါးကိုထည့်ပေးပါမယ်။ကဲငါးထည့်ပြီးတော့အလုံးနဲ့တော့အောင်တေချာလေးလုံးပေးလိုက်မယ်။ပြီးရင်တော့ငပိရေဖြောထားလေးကိုထည့်ပေးပါမယ်။ပစစ်ကတော့ဒီနေရာမှာမြင်ငပိကိုပေါ့နော်ရေဖြောပြီးတော့ကြတော့သုံးထားပါဗျ။အားလုံးနဲ့တော့အောင်းမွေပေးလိုက်မယ်ပြီးရင်စီပေါက်လာသည့်ဒီတဲပေးပြီးသွားရင်တော့ငါးချက်သွားအောင်ပေါ့နော်ရင်းနှီးနှဲငယ်ထည့်ပြီးတော့တဲပေးလိုက်ပါမယ် ကဲနောက်ဆုံးခုလိုမျိုးစီပေါက်လာတဲ့အနေထားမျိုးလေးရောက်တည်တီကိုတဲပေးပြီးသွားရင်တော့ရှေ့မှာထောင်းထားတဲ့ငြုပ်သီးစိမ့်လေးတွေကိုထည့်ပေးလိုက်ပါမယ်။ငြုပ်သီးစိမ့်ကတော့ကိုယ်အဆက်စားကျင်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်။ကဲငြုပ်သီးစိမ့်နဲ့ငါးနဲ့အားလုံးနဲ့သွားအောင်တေချာလေးလုံးပေးလိုက်ပါမယ်။ကဲအခုလိုမျိုးပေါ့နော်ကျွတ်စစ်တို့ပွက်လာပြီးတော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ မကြည်သီးမဲ့ရီလေးထည့်ပေးလိုက်မယ်ဒီနေရာမှာတော့ငါးလေးကိုတင်းပြီးတော့ပူပြီးစားကောင်းသွားအောင်မကြည်သီးမဲ့ရီကျော်စစ်ကအနှန်းငယ်လေးထည့်ပေးတယ်ပေါ့နော်ကဲအနှန်းလေးတွေမွေးလာပြီးတော့ကြတော့ကျော်စစ်တို့စီပြန်လာတဲ့အနေထားလေးရောက်တည်တီကို နောက်ဆုံးတည့်ပေးလိုက်ပါမယ်ခုလိုမျိုးစီပြန်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့အနှန်းလေးလည်းမွေးသွားအောင်ပေါ့နော်ပင်စိမ့်လေးအထက်ပြီးတော့အုပ်ပေးလိုက်ပါမယ် ကဲအခုဆိုလို့ရှိရင်တော့ကျွန်စတို့တက်ခွက်ထဲနဲ့ထမင်းအယမ်းမြိန်မဲငြုတ်သီးစိမ့်နဲ့ချက်တဲ့ငါးငက်ပီချက်ဆက်ဆက်ကလေးရပါပြီလွယ်ကူရိုးရှင်းတာမို့အားလုံးပဲချက်စာကြည့်ပါတော့ကျွန်စကတော့သူနဲ့လိုက်ဖက်မယ်ပေါ့နော်အဓိကတော့ဘူးညွန့်လေးတွေကိုအခုလိုမျိုးလေးပြုတ်ပြီးတော့ပြင်ဆင်ထားရတယ်တခြားတိုးစရာအစုံလေးရောပေါ့နော်နှဲဖက်ပြီးတော့ကြတော့အခုလိုမျိုးလေးတွဲပြီးစားမယ်ဆိုလို့ရှိရင်အယမ်းထမင်းမြိန်တာဖြစ်လို့အားလုံးပဲချက်စာကြည့်ပါနော်နောက်ဘလော့ရီမှာပြန်ပြီးတိစုံကြပါမယ်တက်တာပါဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာ3မိနစ်နဲ့အလွယ်တကူရသရှိရှိချက်ပြီးစားလို့ရမယ်ပဇွန်ကြောင့်ငံပြာရေးစီချက်ကလေးချက်ပြီး ီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စစ်နေတူလိုက်ပြီးစားလိုက်ကြအောင်เนาะအရင်ဆုံးအနေနဲ့ဒဲဒဲကိုစီထက်လိုက်ပါမယ်စီကြက်လာပြီဆိုလို့ရှိရင်တော့အခုလိုမျိုးကျော်စစ်တို့အသင့်ပြင်ထားတဲ့ကြက်သွန်နီကြက်သွန်မျိုးထောင်းထားတဲ့ငရုတ်သီးစိမ်းထောင်းထားတာလေးတွေကကြက်သွန်နီထောင်းထားတာလေးကိုကျော်စစ်တို့စီတက်ပေးလိုက်ပါမယ်။ကြက်သွန်နီနန်းလေးတွေမွေးလာသည့်အထိစနွန်းမုံထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။အနန်းလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့ကြက်သွန်မျိုးထောင်းထားတာလေးထည့်ပေးပါမယ်။ ဒီနေရာမှာတော့ကြာကြာလေးအထားခံအောင်ကြက်သွန်အဖြူအနီကိုလိတ်သွားသည့်အထိကျော်စစ်တို့စီတက်ပေးလိုက်မယ်။အနံလေးမွေးပြီးလိတ်တာပြီဆိုလို့ရှိရင်တော့ပဇွန်ကြောက်ထောင်းထားလေးကိုထည့်ပေးပါမယ်။ပဇွန်ကြောက်နံလေးတွေမွေးလာသည့်အထိကိုစီတက်ပေးလိုက်မယ်ပေါ့နော်။ကဲအခုလိုမျိုးပဇွန်ကြောက်နံလေးတွေမွေးသွားတဲ့အနေထားကိုရောက်ပြီဆိုလို့ရှိရင်တော့ငရုတ်သီးအကြမ်းဖက်ထည့်ပေးပါမယ်။ရုတ်သီးနံလေးတွေမွေးလာသည့်အထိကျော်စစ်တို့ရောပြီးတော့စီတက်လိုက်ပါမယ်။ ကဲအခုလိုမျိုးငရုတ်သီးနှံလေးတွေမှွေးလာတဲ့အနေအထားကိုရောက်ပြီဆိုလို့ရှိရင်တော့ငံပြာရေးထည့်ပေးလိုက်ပါမယ်ငံပြာရီကတော့ကိုသုံးတဲ့ငံပြာရီအမျိုးအစားပေါ်မူတည်ပြီးတော့ကြတော့အနေအများချိန်ပြီးတော့ကြတော့ထည့်မယ်ပေါ့နော်။ကဲငံပြာရီထည့်ပြီးတော့စီပေါက်လာတဲ့အနေထားရောက်တည်တည်တဲပေးလိုက်ပါမယ်။ပြီးရင်တော့ကျွတ်စစ်တို့အခုလိုမျိုးရေဖြောထားတဲ့မကြီးရည်လေးပါထည့်ပေးလိုက်မယ်ပေါ့နော်။မကြီးရည်လေးထည့်ပေးလိုက်တော့ပို့ပြီးတော့ကြတော့အငံတက်ကလေးလည်းပြေးပြီးတော့ကြတော့ချင်းချင်းဆက်ဆက်လေးနဲ့ပို့ပြီးစားကောင်းတယ်ပေါ့နော်။ ကဲနောက်ဆုံးအခုလိုမျိုးစီပေါက်လာတဲ့အနေအထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြတော့မှွေသွားအောင်ငွေဥသိစိမ်းထောင်းထားလေးကိုအုပ်ပေးလိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့တမျိုးရဲနဲ့ထမင်းမြိန်ပြီးတော့ကြတော့အရန်စားလို့လည်းအဆင်ပြေအထားလဲခံတဲ့ပဇွန်เจ้าငံပြားကြီးစီတက်ကလေးရပါပြီ။အခုလိုအတို့မြုပ်အစုံလေးနဲ့တွဲပြီးစားမယ်ဆိုလို့ရှိရင်လည်းထမင်းမြိန်နာဖြစ်လို့အားလုံးပဲလှုပ်ရှားကြည့်ဖို့ဝင်မြတ်ပေးပါရစေ။နောက်ဘလော့ဒီမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျ။အားလုံးပဲတက်တာပါ။